စာရင်နာတယ်တော်နာတယ်အစာရလည်းနာဝါရလည်းတော်ဘိုက်ကလည်းအော့ပြုတ်နေတဲ့အချိန်မျိုးမှာကျွန်တော်လုံးဝမထိန်းနိုင်ဘူးရအောင်ထိန်းနိုင်ရဲ့အချိန်မှာဝိုးဆိုအန်လိုက်ပြန်တယ်လုံးဝမထိန်းနိုင်တာဖြစ်တယ်အစာရင်ယောဂဝေဒနာရှင်များစိတ်ကြံပါခြင်းကိုယ်ကြီးကြံပါခြင်းနဲ့ပြည့်စုံပြီးရောအစာရင်ခံစားနေရတဲ့ယောဂဝေဒနာအမြန်ဆုံးတက်တာပြောက်ကင်းပါစေကြောင်းကျွန်တော်ဦးစွာပထမနှုတ်ခွန်းဆက်တာရင်းနဲ့ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ် ကျွန်တော်ရှေ့ပိုင်းမှာအစာရင်မှန်ကြောင်း ကြည့်ဖို့တွားရင်းနဲ့မှဥလန်းချောင်းမှာပြဿနာဖြစ်တဲ့အတွက်ဥလန်းချောင်းမှန်ပြောင်း ကြည့်ဖို့ဖြစ်လာခဲ့ပါရှေ့ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ပြောပြတာရယ်ပေါ့နော်ကျွန်တော်အစာရင်နဲ့ဥလန်းချောင်းဆရာဝန်ကိုသွားပြတဲ့အချိန်မှာမှကျွန်တော်ဝမ်းမဲသွားတယ်တွေးပါတယ်စိုးဝင်ရတဲ့အတွက်အစာရင်ကိုခဏထားဥလန်းချောင်းမှန်ချောင်းကြည့်မယ်ဆိုတဲ့ပြဿနာစဖြစ်လာပါ ဥလန်းချောင်းကိုကြည့်ရတဲ့အခါကျတော့အာဆေးရုပ်ကြီးမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့အပတ်မှာပြောခဲ့တဲ့အတိုင်းပဲတလားတိတိဆောင်ဆရာဝန်ပြောတာတော့နာမယ်တဲ့နာမယ်ဆိုလုံးဝအဆင်မပြေဘူးဒါပေမဲ့ဆေးရုပ်ကြီးမှာတန်းစီပြီးဆောင်ရမှာလဲတလားယောဂဖြစ်နေရတာလဲမခံစားနိုင်တဲ့အတွက်ကျွန်တော်ဆရာဝန်ကတော့ရွှေလာမင်းမှာရှိရယ်ရွှေလာမင်းကိုသွားရွှေလာမင်းမှာသွားပြီးတော့ဒီတွေးစစ်ရမယ်တွေးရင်စစ်ပေါ့နော်တွေးစစ်ပြီးွားတော့မှသူကမေးစည်းနေပေါ့နော် အဲလုတ်လို့ရှိရင်45နာရီခွဲ45မိနစ်ပဲကြာမယ်လို့ပြောတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်မလုပ်ရလဲဆိုတော့အရင်ဆုံးသေးသွားစစ်ရတယ်။ရွှေလာမင်းမှာသေးသွားစစ်ပြီးွားတော့မှကျွန်တော်ကိုသွေးအဖြေကောင်းတော့မှသူတို့ရက်ချင်းပြန်ပြီးရောယူရတယ်။ရက်ချင်းယူပြီးရဲ့နောက်မှာမှကျွန်တော်ကိုဥလန်းเจ้าမှာရှိနေတယ်။နော်မစင်နေပေါ့နော်။ မစင်နေရှင်းပြီးတော့ဥလန်းချောင်းကိုကြည့်တဲ့အခါမှာတေးချာချာစကုတ်ကကြည့်တဲ့အခါမှာအစင်ပြေဖို့အတွက်ကိုကျွန်တော်ဝမ်းနှုတ်စီပြီးတယ်။အဲ့ဝမ်းနှုတ်စီကဘူးအကြီးနှစ်ဘူးအဲ့ဘူးနှစ်ဘူးပေါ့နော်ဘူးနှစ်ဘူးပြီးတယ်ဝမ်းနှုတ်စီနှလုံးထပ်ပြီးတယ်ဒီဝမ်းနှုတ်စီကိုကျွန်တော်ဘယ်လိုတောက်ရလဲဆိုတော့ညနေ6နာရီနောက်ပိုင်းမှာဒီဆေးကိုကျွန်တော်1လီတာရေတပူးလေးကိုဒီဆေးထုတ်လုံးဖြော ပြီးရင်နောက်ထပ်1လီတာတစ်ဘူးနဲ့1လီတာနှစ်ဘူးနဲ့တောက်ရမယ်။တောက်ပြီးရင်ညဝမ်းသွားမယ်။နောက်တစ်ချိန်ကကြတော့နောက်နေ့မနက်6နာရီမတိုင်ခင်မှာဒီ1လုံးစီတစ်ဘူးခုနပြောခဲ့သလိုပဲရေတန်းဘူးလေးကို1လုံးစီတစ်ဘူးထည့်ထည့်ပြီးနောက်ထပ်ရေတစ်ဘူးနဲ့2လီတာ1လီတာ1လီတာ2လီတာနှစ်ဘူးကိုကျွန်တော်ဒီ1လုံးစီကိုဖြောပြီးတော့တောက်ရမယ်။ဟုတ်ပြီအဲ့လောက်ထိတော့ရပြီ။ဒါပေမဲ့ကျွန်တော်ကအစာရင်ယောဂဖြစ်နေရလीအ အခုဥလန်းချောင်းကိုကျွန်တော်သွားมาဖြစ်တယ်ဥလန်းချောင်းမှာဖြစ်နေတဲ့ပြဿနာကိုအရင်ရှင်းရမှာဖြစ်တဲ့အတွက်အစားလည်းမစားနိုင်ဘူးပြီးတော့ဝမ်းနှုတ်စီပါထပ်တောက်အောင်မယ်ဆိုရင်တော့တွေးရတွေးကြည့်လိုက်ပါတော့ဗျာဘယ်လောက်ဒီဒုက္ခခံရမလဲအဲ့အချိန်တော့ပြန်မသွားကြင်တော့ဟုတ်ပြီဒီတောင်ငါရအောင်ကြုံမယ်ငါတိုက်ထုတ်မယ်ဆိုရက်စိတ်နဲ့ ငါဖြစ်လာရင်ရင်ဆိုင်မယ်ဖြစ်လာလို့ရှိရင်ခန္ဓာမှာရှိနေတဲ့ယောဂဝေဒနာဖြစ်နေတဲ့ပြဿနာကိုငါဖြေရှင်းမယ်ဆိုရယ်စိတ်နဲ့အာသင်းပြီးတော့ပြောတာပြောတာပေါ့နော်ယောဂဖြစ်တော့လူတိုင်းကချုပ်ကြတာပဲဒါပေမဲ့ကျွန်တော်စူးစမ်းတယ်အဲ့ဒါနဲ့ကျွန်တော်စပြီးတော့မနေ့ပိုင်းစံပြုတ်လေးပဲတောက်တယ်ဘိုက်ကလည်းနာနေရင်အဲ့အချိန်မှာကျွန်တော်ဝင်းလို့စီးစတော့တယ်တေချာလေးနားထောင်လို့ရှိရင်အပြေတွေ့မှာနော် နားထောင်ကြည့်မှာပဲ။အော်သူဝင်းနှုတ်စီတောက်တာပဲ။ဘာဖြစ်လို့လဲဝင်းသွားတာပဲဝင်းနှုတ်စီတောက်။ဝင်းသွားဖို့အတွက်ဦးရှင်းဖို့အတွက်ဝင်းနှုတ်စီတောက်တာပဲဆိုတော့ထင်ကောင်းထင်နေ။ဒါပေမဲ့ကျွန်တော်ကအစာရနာနေရ။အစာရဘာမှမရှိတဲ့အချိန်ကြတော့မှဝင်းနှုတ်စီကိုအစာရနဲ့ကိုထဲ့တယ်။ဦးလန်းချောင်းရှင်းဖို့အတွက်ကိုဒီဝင်းသွားဖို့အတွက်ကိုလှုပ်ဆောင်ရတယ်။ကျွန်တော်တော်တော်ပြင်ပန်းပါတယ်။6နာရီစတောက်တယ်။ဝင်းတော့မသွားသေးဘူး။9နာရီခွဲ ဝင်းနှစ်ကြိမ်သွားတယ်။၈နာရီ၃ကြိမ်သွားတယ်။၉နာရီ၁၀နာရီ၁၇နာရီ၁နာရီ၂နာရီအဲ့နောက်ပိုင်းဝင်းအချိန်များစွာသွားတယ်။ရေတောက်တယ်ဝင်းသွားတယ်ရေတောက်တယ်ဝင်းသွားတယ်။လူကမြုပ်မြုပ်ရဲကြံတော့တယ်။တစ်ညလုံးလဲမအိခဲ့အောင်။အဲ့နဲ့ကျွန်တော်၄နာရီချိန်မှာဝင်းနည်းနည်းရက်သွားလို့ကျွန်တော်အိတ်လိုက်တယ်။ဒါပေမဲ့ကျွန်တော်ကိုပေးလိုက်တဲ့စေးနှလုံးကြံနေရယ်နော်။ အဲ့စေးနှလုံးကည9နာရီမှာတောက်ရမယ်တဲ့တောက်တယ်အဲ့စေးလည်းဝင်းလို့စေးပဲထက်သွားတယ်နော်ညမှာကျွန်တော်ခုနပြောတဲ့အချိန်တွေမှာကျွန်တော်ဝင်းအားလုံးပေါင်းမှတ်မှတ်ရရအားလုံးပေါင်းကျွန်တော်15ကတည်တည်သွားတယ်ဝမ်း15ကသွားပြီးရနောက်မှာ6နာရီမှာကျွန်တော်အိပ်ပျော်သွားတဲ့အချိန်ကျွန်တော်ဘာဆက်ဖြစ်လဲဆိုတော့နောက်ထပ်တောက်ရမယ်ဒီစေးဘူးကိုဖြော်ပြီးတောက်ရမယ်အတွက်လုံးဝအားမရှိတော့ ငါနောက်ထပ် Windows ကြီးထပ်တော့ရအောင်မလား။ Okay ။အဓိကကတော့ဆရာဝန်ကကျွန်တော်ကိုမှားလိုက်တာတခုရှိတယ်။ Wan Simsi ။ဦးလန်းကျောင်းမှာ Wan နေလုံးဝတန့်ပါစေ။တန့်ရင်အဖြေရှာရတာအဆင်ပြေမယ်။မတန့်ရင်တော့အလကားပဲ။ဒီစကားကလုံးဝကျွန်တော်နားထဲမှာပဲ့တင်ထက်နေရနော်။ပြီးတော့သူ့ကိုလည်းကျွန်တော်ဟိုအားနာတယ်ဗျာ။ဒီစအိုလေးကိုထည့်လိုက်တဲ့အချိန်မှာဝမ်းနေကြံနေမယ်ဟိုဆရာဝန်တွေအတွက်လည်းအဆင်မပြေဘူး။ ပေါ့နော်အဲ့လိုစိုးရင်စိမ့်နေအစာရင်နာနေပြီနော်တော်တော်နာနေပြီအစာရလည်းနာဝမ်းရလည်းသွားဘိုက်ကလည်းအောက်အဲ့လိုဖြစ်နေရဲ့အချိန်မှာကျွန်တော်ညဘက်တောက်ထားတဲ့အချိန်နဲ့နောက်နေ့မနက်ထပ်ပြီးဖြော်ပြီးတော့တောက်တဲ့အချိန်မှာကျွန်တော်ဒီရီကိုရအောင်တောက်မယ်ဆိုပြီးတော့ဝမ်းလီတာဘူးကြီးနှစ်ဘူးထပ်ဖြော်ပြီးတောက်တယ်စေးမိုးရဲ့အရာတာကိုလည်းပြောပြမယ်နော်ချူချူလေးတစားကြီးတီးဆုံတစားကြီးအရာတာတိုင်းပဲ ချိုချိုလေးတောက်လို့အဆင်ပြေဒါပေမဲ့များအကြီးတောက်လို့ရှင်သူကအာကောင်ထဲမှာခြောက်ပြီးတော့လေချောင်းထဲမှာလीအဆင်မပြေဘူးပေါ့နော်ဒီဘိုက်ထဲမှာတော်တော်အဆင်မပြေတဲ့အရာကိုခံစားရတယ်။ညကတောက်နေတဲ့ဝမ်းသွားလောက်တဲ့အနေထားကတော့အဆင်ပြေနေတယ်။ဒါပေမဲ့နောက်ဆက်တွဲမနဲ့တောက်တဲ့အချိန်မှာကျွန်တော်လုံးဝဒီဆေးကိုခြေဘူးတဝက်ပဲတောက်ရသေးရနော် ရအောင်တောက်မယ်ဒါပေမဲ့တခုရှိရာရေတောက်ပြီးွားလို့ရှင်အဲ့စီဝင်းနှုတ်စီရေတောက်ပြီးွားရင်လမ်းလျှောက်ရမယ်ကျွန်တော်တောက်တယ်လမ်းလျှောက်တယ်တောက်တယ်လမ်းလျှောက်တယ်လမ်းလျှောက်နေရင်တည်းမှာကျွန်တော်ရဲ့ဘိုက်ထဲမှာပေါ့နော်ဒီဘိုက်အပြင်ဒီအစာရင်ကနေပြီးတော့လုံးဝမခံနိုင်ဘဲနဲ့အရန်ပြုတ်တက်တာပြုတ်နေတဲ့အချိန်မျိုးမှာကျွန်တော်လုံးဝမထိန်းနိုင်ဘူးရအောင်ထိန်းထားရဲ့အချိန်မှာဝိုးဆိုပြီးတော့အန်လိုက်တဲ့အချိန်လုံးဝမထိန်းထားတာဖြစ်လာအဲ့ဒါဘာလဲဆိုကျွန်တော်အန်လိုက်တဲ့အချိန်မှာအကုန်လုံး တွေးတွေပဲဒီအရေးတွေအကုန်လုံးကတွေးတွေပဲနော်ဝုန်းဆိုအန်လိုက်တဲ့အချိန်မှာတွေးတွေပဲဖြန်းဆိုထွက်လာဟာငါတော့ပြီငါအစာရင်တစ်ခုဘာဖြစ်သွားတာလဲငါအစာရင်ပေါက်သွားတာလားအရန်ဆိုးရင်ပါဒါပြတခုတော့ရှိရဲ့ကျွန်တော်အိမ်နဲ့ရန်ကုန်ပြည်သူစေယုံကြီးကိုတွားရင်အနည်းဆုံးလမ်းလျှောက်တွားရင်တော့10မိနစ်ကြာတယ်။ကားနဲ့တွားလို့ရှင်တော့3မိနစ်လောက်ပေါ့နော်။နင်းနီလေးပဲ။ဒါပြငါအရေးပေါ်တွားရအောင်မလား။အမေကိုမေးတယ် အမေသားအရေးဝတ်သွားအောင်ပါလား၁၀နာရီကြာလို့ရှိရင်အစာရင်နဲ့ဦးလန်းချောင်းဆရာဝန်ပြောသူတို့ဦးလန်းချောင်းမှန်ပြောင်းကြည့်ရမှာလားအမေနဲ့ဆုံးဖြတ်တယ်အမေကဘာပြောလဲဆိုတော့နင်ခံနိုင်ရရှိသေးလားငါ့ဦးလည်းစီကန်းသွားအောင်ပါပဲစိတ်ယုံသွားအောင်ပါပဲခဏတော့တန်ခံနာလိုက်ဆိုပြီးကျွန်တော်အဲ့ညင်နေရတဲ့အန်နာတဲ့တွေးတွေကိုကြည့်ပြီးတော့လုံးဝကျွန်တော်ဖြူကားပြက်ကကြာပါရင်းနေခုံနာရဲ့သေးပေါင်ချိန်တိုင်းနဲ့သေးပေါင်ချိန်ကြီးကြာတယ်လုံးဝအဆင်မပြေတော့ ဒါမှမဟုတ်ကျွန်တော်အားစိုက်ပြီးတော့ငါဒီယောဂါကိုအမြန်ဆုံးသုံးလမ်းမယ်ဒါမှမဟုတ်ကျွန်တော်အခုလုပ်နေတာအစာရင်အစာရင်ကိုကြည့်ရမယ့်ကိစ္စကဦးလန်းတောင်းကိုဖြတ်သွားတယ်နော်ဟုတ်ပြီအဲဆိုလို့ရှင်တော့ကျွန်တော်ဆေးရုံကိုသွားခဲ့တယ်ဆေးရုံရောက်တယ်ဆေးရုံရောက်တော့ဆရာဝန်ကိုစောက်တယ်စောက်တဲ့အချိန်မှာအဲခုနပြောရဲပေါ့နော်ဒီစီရည်တောက်ခဲ့လားတောက်ခဲ့တယ်ဒါပေမဲ့အဲ့မှာမေးစည်းဆရာဝန်တယောက်ရှိတယ်ဆရာမကိုမေးရပေါ့နော် ဆရာမကျွန်တော်ဒီဝမ်းလို့စီတောက်တဲ့အချိန်မှာဝိုးဆိုပြီးတော့ကျွန်တော်မနက်ကသွေးတွေအန်နေပေါ့နော်အဆရာဝင်မလာစိုးရင်စိတ်တော့မရှိပါနဲ့တကယ်လို့များလိုအပ်လို့ရှိရင်အစာအိမ်ရောဒီပေါ့နော်အစာအိမ်မှန်ပြောင်းကြည့်မယ်ပြီးရင်ဦးလန်းချောင်းမှန်ပြောင်းကြည့်မယ်ပေါ့နော်ဆရာမပြောခဲ့တယ်ဆရာဝင်မကြီးဆုံးဖြတ်မယ်ပေါ့နော်ဆရာဝင်မကြီးပြောတဲ့ guideline အတိုင်းကိုဟိုလုပ်မယ်ပေါ့နော်သူတို့သိပါတယ်ပေါ့ အဲ့ချိန်လဲကြလဲကြအောင်ကျွန်တော်ဦးလန်းချောင်းကိုစပြီးတော့မှန်ပြောင်းကြည့်ဖို့အတွက်ဖြစ်လာတယ်။ကျွန်တော်ပြောချင်တာကအဓိကအချက်နှစ်ချက်ရှိတယ်။တစ်ချက်ကအစာရင်ရောင်လို့ရှိရင်သူကအပေါ်ကနေရထည့်ရတာ။စကုတ်ကိုအပေါ်ကနေထည့်ရ။အိုက်စကုတ်မှာကင်မရာပါလေဒီအစာရင်မှာပါလေဖြစ်လဲဆိုတော့အပေါ်ကနေထည့်ရ။ဦးလန်းချောင်းကိုမှန်ပြောင်းကြည့်လို့ရှိရင်စအူကနေထည့်ရတာ။ ဲဆိုအိုအားထဲတယ်ဆိုလို့ရှိရင်လည်းဒီမေးစေးသုံးတယ်ပေါ့နော်အပေါ်ကနေထဲတယ်မေးစေးသုံးတယ်ဟုတ်အဲဒီနာကျင်တဲ့ဝေဒနာကိုမခံစားရအောင်ပို့ပေါ့နော်ဟုတ်ပြီအဲ့ချိန်မှာကျွန်တော်ဥလန်းချောင်းမှန်ချောင်းကြည့်ဖို့အတွက်ကိုကျွန်တော်တို့အခန်းထဲခေါ်သွားတဲ့အခါမှာဒီကျွန်တော်ကိုကိုလေးအိတ်ခိုင်းနေပြီးတော့လက်ကနေပြီးတော့ကျွန်တော်အရေးတမျိုးတွင်းလိုက်တယ်ကျွန်တော်အထင်မေးစေးမေးစေးပေါ့နော်ဒါပေမဲ့ AC လားမေးစေး လားမသိဘူးဒါပေမဲ့ကျွန်တော်ထိုးထည့်လိုက်တယ် ဒီဥလန်းချောင်းကိုကြည့်ရဲ့အချိန်ကမိနစ်45မိနစ်ကျွန်တော်အိပ်ပြောသွားတယ်။ရှေ့မှာစတွတ်တီများပြီးလုံးဝအိပ်မပြောနိုင်တဲ့လူတစ်ယောက်ကအဲ့အချိန်လေးမှာနှစ်နှစ်ချာချာအိပ်ပြောပြီးနိုးလာတဲ့အချိန်မှာကျွန်တော်ဘာဝေဒနာမှမခံစားရဘူး။ဘာဝေဒနာမှမခံစားရဘူးအချက်မှတော့အစာအိမ်နာတာပါလဲမခံစားရဘူး။ဒီစအိုတွေကနေပြီးတော့ဒီဥလန်းအဥလန်းချောင်းကိုကြည့်ရဲ့ဝေဒနာလဲကျွန်တော်လုံးဝမခံစားဘူး။ကျွန်တော်ကောင်းမွန်ကောင်းကောင်းမွန်မွန်နေပေါ့နော်။ ဟိုတပတ်နှစ်ပတ်လောက်အေးမွားခဲ့တာဒီအချိန်လေးမှာလုံးဝအိတ်ပျော်ပြီးတော့နိုးလာတဲ့အချိန်မှာအားအင်အပြည့်နဲ့နိုးလာတဲ့ပုံစံမျိုးဖြစ်တယ်ခေါင်းလည်းမဟုတ်ခေါင်းလည်းမကိုက်ဘူးတကယ်ကိုကောက်ကောက်မုံနဲ့နိုးလာတယ်အဲ့အချိန်မှာကျွန်တော်ဒီဟူလန်းချောင်းရက်ဆက်ကိုစောက်ခဲ့ရတယ်ဟူလန်းချောင်းရဲ့ရက်ဆက်မှာဘာတွေဖြစ်လဲဟူလန်းချောင်းမှာဘာ error တွေဖြစ်သွားလဲဘလို့ဝေဒနာတွေခံစားရအောင်မလဲ ပြီးတော့နောက်ခါအစာရဲ့နောက်ဆက်တွဲရောဘာကြီးထပ်ဖြစ်မလဲဆိုတော့နောက်ဗီဒီယိုမှာတွေ့မယ်ဟုတ်ကဲ့အစာရဲ့ယောဂဝေဒနာရှင်များ ရှိလို့ရှိရင် အားလုံးအမြန်ဆုံးခံစားနေတဲ့ယောဂဝေဒနာကိုမဆွဲရပါနဲ့ထီထီရရတချွန်းနဲ့ဆရာဝန်နဲ့ပြပါလို့ပြောပြရင်လည်းနောက်ဗီဒီယိုမှာကျွန်တော်တို့ဆုံကြမယ်နော်အားလုံးပဲအစာရဲ့ယောဂဝေဒနာရှင်များအားလုံးအမြန်ဆုံးယောဂကြောက်ကင်းပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်